မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ဓမ္မပရဒေသနာတော်ဟာအမျိုးမျိုးဖုံဖုံကြုံတွေ့ရတဲ့အတွေ့အကြုံတွေအဖြစ်ပျက်တွေကိုခြေခံပြီးတော့ဟောရဖြစ်သည့်အတွက်ကြောင့်အဖြစ်ပျက်ကဆုံးသလိုဆုံးမတဲ့စကားတွေကလည်းပဲဝိတ္တမဆုံးနေလို့ လူလောကကြီးကိုက diversity လို့ဆိုရတယ်မျိုးစုံတယ်ပေါ့နော်လူတယောက်ဒီပင်လင်ဘဝမျိုးစုံကြုံတွေ့ကြတာအဲ့ဒါလို့အမျိုးမျိုးဖုံဖုံကြုံတွေ့ရတဲ့အဖြစ်ပြက်တွေကိုခြေခံပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေကိုစုစည်းပြီးတော့ဓမ္မပရဆိုပြီးကာထာပေါင်း ပုတ်ပေါင်း400ချောစုစည်းဖော်ပြထားတဲ့ပိဋကစာပေထဲမှာပါဠိကျမ်းလာတစ်ခုရှိအဲ့ပါဠိကျမ်းကမှလာတဲ့ရသော်ဗျာရဲ့တိကျသေးချတဲ့သုမဩဝါဒတရားလေးတွေအဖြစ်ပြက်ကိုအခြေခံပြီးတော့ဟောထားတာဖြစ်သည့်အတွက်ကြောင့်လက်တွေ့ကြတဲ့အဆုံးအမစကားလေးတွေ나유မှတ်သားပြီး မိမိတို့ဘဝအတွက်ဘယ်လိုသင်္ကန်းစာယူကြမယ်ဆိုတာဟာနာယူမတပ်ပြီးတဲ့အခါမှာတုံးနဲ့တူမတူညီတဲ့အသိဉာဏ်အားလျော်စွာကိုယ်ဘဝမှာအဆုံးမစကားလေးတွေတုံချကြရမှာဖြစ်တယ်ပေါ့ဘဝမှာဓမ္မလမ်းကြောင်းမတိမ်ဆောင်းအောင်ကိုယ်ကိုထိန်းချောင်းနိုင်ရင်လူတော်လူကောင်းလို့ခေါ်ရမှာဖြစ်တယ် ကြည်ပွားတုတ်တဲ့ပုဂ္ဂိုလ်တွေဟာဓမ္မလမ်းကြောင်းမတိန်ဆောင်စေပဲကိုယ့်ကိုယ်ထိန်းကျောင်းသွားတဲ့ပုဂ္ဂိုလ်တွေသာဖြစ်တယ်။ကိုယ့်ကိုယ်မထိန်းကျောင်းနိုင်လို့ရှင်ဘဝခရီးကြီးဟာဖြောင်းမြူမှာမဟုတ်ဘူး။စဉ်းစားကြည့်ပေါ့။ဟိုက်ဝေးလမ်းမကြီးပေါ်မှာကားမောင်းနေတာတောင်းကယူရဆိုင်မမောင်းဘူး။နော်တတိလွတ်သွားပြီဆိုလို့ရှင် တင်းဆောင်သွားလို့ထိန်းကျောင်းမှုလွတ်သွားတာနဲ့တပြိုင်နဲ့အသက်ပါဆုံးရှုံးသွားကြတာလေများကြီးပဲအဲတော့ရှင်တစ်ခုကိုမထိန်းကျောင်းနိုင်လို့တင်းဆောင်သွားလို့ခံရရင်ဒီတဘွားပဲဖြစ်တယ်ဓမ္မလမ်းကြောင်းကိုမထိန်းကျောင်းနိုင်လို့တင်းဆောင်သွားမယ်ဆိုလို့ရှိရင်တန်တရာတစ်ခုလုံးမှာဒုက္ခရောက်သွားနိုင်တယ်ဘဝမှာအချိန်ချင်းတွေ့ရမယ် ဆင်းရဲဒုက္ခတွေအဲ့ဒီအခြေအနေတွေကိုမြတ်စွာဘုရားဟောပြောဆုံးမထားတာဖြစ်တယ်အဲ့တော့ဒေသနာတော်လေးဒီဘုကနာကြည့်လိုက်ဒီမှာဟောထားတဲ့ဒေသနာတော်ထဲမှာဓိသောဓိတံရှန်တံကရိယာဓိသောဆိုတာလူဆိုးတယောက်လူဆိုးဆိုတာ အကောင်းမလုပ်ဘူးအများရန်ဆိုးဖို့တွေးနေတာဖြစ်တယ်။စာပေမှာတော့သခိုးလို့ဘာသာပြန်တယ်။နော်သခိုးလို့ဘာသာပြန်တာ။အဲ့တော့လူဆိုးလို့ဘာသာပြန်တာပိုကောင်းတယ်။သခိုးကခိုးယုံခိုးတာမျိုးဖြစ်တတ်သေးတယ်တစ်ခါလေ။ထိသောထိတံယန္တံကရိယာ ခိုးတတ်တဲ့အကျင့်ဆိုးတဲ့လူဆိုးတယောက်ဟာအလားတူလူဆိုးတယောက်ကိုတွေ့ပြီးဆိုရင်ဒုက္ခပေးတဲ့အလုပ်ကိုလုပ်မှာပဲလေလူဆိုးကလူဆိုးတယောက်ပေါ်မှာညတာတယ်ဆိုတာမရှိဘူးကိုယ်ကလက်ဥအောင်ပဲလောက်ကြတပ်ဖြတ်ကြမှာဖြစ်တယ်အဲ့တော့လူဆိုးတယောက်ကလူဆိုးတယောက်နဲ့ကြုံတွေ့တဲ့အခါမှာလှုပ်လိုက်လို့ အချိန်နေဆိုးသွားတာတဲ့ပိုပြီးအချိန်နေဆိုးနိုင်တာကကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ကိုယ်စိတ်ကိုမထိန်းနိုင်တဲ့ထိန်းကြောက်မှုလွတ်သွားတဲ့စိတ်ကပိုဆိုးအောင်လုံးနိုင်တယ်လို့သူတို့ပြောတာလူဆိုးတစ်ယောက်ကလူဆိုးတစ်ယောက်ကိုဒုက္ခပေးတာတဲ့ကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်လို့ဖြစ်တဲ့ကိုယ်စိတ်က မကောင်းတဲ့စိတ်ကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်လူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးရင်တဘွားပဲပေးလို့ရတယ်နောက်ဘဝအထိလိုက်ပေးလို့မရအောင်အေးရင်နဲ့နှလုံးသွင်းမှဖြစ်တဲ့စိတ်ဆိုးစိတ်မိုက်ကတော့ဒီဘဝရင်ဒုက္ခပေးမှာမဟုတ်ဘူးဘဝဆက်တိုင်းလိုက်ပြီးတော့ဒုက္ခပေးမှာလို့မြတ်စွာဘုရားဒီလိုဟောလို့ရင်ဖြစ်တယ်နော်ထီတော်ထီတန်ယန္တံခရိယာတဲ့ သူလှုပ်ချံလှုပ်မှာပဲလေလူဆိုးတယောက်ကလူဆိုးတယောက်ကိုလှုပ်ချင်တာလှုပ်ဆိုးတဲ့အလုပ်တွေဒုက္ခပေးတဲ့အလုပ်တွေသူလှုပ်ချံလှုပ်မယ်နောက်ဥပမာတစ်ခုပေးတာတော့ဝေရီဝါပဏဝေရီနာရန်သူတယောက်ကရန်သူနှစ်ယောက်ဆုံနေဆိုရင်အဲ့ဒီရန်သူဟာအပြန်အလှန်ရန်သူဖြစ်သည့်အတွက်ကြောင့် ရန်သူတယောက်ကရန်သူတယောက်ကိုဆုံတွေ့တဲ့အခါမှာဒုက္ခပေးတာလို့ဒုက္ခပေးတာတဲ့ပို့ပြီးတော့စိတ်ဆိုးစိတ်မက်ကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်လို့သူပြောတာနော်အဲ့တော့လူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးတာရယ်ရန်သူတယောက်ကရန်သူတယောက်ကိုဒုက္ခပေးတာရယ်အဲ့ဒီဒုက္ခပေးမှုနှစ်ခုတည်းပို့ပြီးတော့ဆိုးအောင်ဒုက္ခပေးနိုင်တာတော့ မိမိတို့အသီးသီးယင်ထဲမှာဖြစ်နေကြတယ်အကုသိုလ်စိတ်ဆိုးစိတ်မိုက်တွေသာလင်းဖြစ်တယ်ဆိုဒါသတိထားဖို့ပြောတာနော်မိစ္ဆာပနိဟိတံစိတ်တံပါပိယောနံတတောကရေလူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးထားတဲ့ပိုဆိုးအောင်ဒုက္ခပေးနိုင်တာကမိစ္ဆာပနိဟိတလို့ခေါ်တဲ့ဒီ စိတ်ဆိုးစိတ်မိုက်သားလင်ဖြစ်တယ်။ယံသူတယောက်ကယံသူတယောက်ကိုဒုက္ခပေးထားတဲ့ပူဆိုးတဲ့ဒုက္ခကိုပေးနိုင်တာမိစ္ဆာပနိဟိတလို့ခေါ်တယ်။ဒီဓမ္မလမ်းကြောင်းတင်းဆောင်သွားစေတတ်တဲ့စိတ်ပဲဖြစ်တယ်။အထင်းကြောင်လွတ်သွားတဲ့စိတ်ဟာအဲ့ဒီတည်းပို့ပြီးဒုက္ခရောက်စေတယ်လို့ဒါမြတ်စွာဘုရားဟောလို့တဲ့အထိပ်ပဲ စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ယန္တုဆိုတာနှမျိုးရှိတယ်လို့ပြောပါလဲဆိုရင်အတွင်းယံနဲ့အပြင်ယံအပြင်ဘက်ကကိုယ်ဒုက္ခပေးမဲ့ယန္တုကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ယန္တုယန္တုနှစ်ခုရှိတယ်ဥပမာပဲဆိုပါတော့ရှင်နဲ့နှလုံးသားမှာဖြစ်နေတဲ့အကုသိုလ်စိတ်တွေကလည်းကိုယ်ယန္တုတွေပဲသို့တော့အဲ့ဒါကိုလူတွေကယန္တုလို့သိမှထင်ဘူး အပြင်ဘက်ကမတည့်တဲ့လူကိုပဲယံသူလို့ထင်ကိုယ်ရင်ထဲမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမောဟတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့စိတ်ဆိုးစိတ်မိုက်တွေဓမ္မလမ်းကြောင်းဖြင့်ထိန်းကြောင်းနိုင်ခြင်းမရှိတဲ့စိတ်ဆိုးစိတ်မိုက်တွေပြင်မကယံသူတယောက်ဒုက္ခပေးတာတဲ့ပို့အဆပေါင်းများစွာပို့ပြီးဒုက္ခပေးနိုင်တယ်လို့သူပြောတာနော်ဆပေါင်းများစွာဒုက္ခပို့ပြီးတော့ပေးနိုင် ပြမယံသူဆိုတာဒုက္ခပေးလို့ရှိရင်ဘဝတစ်ခုပဲဒုက္ခပေးနေတယ်ဘဝပဲဒုက္ခပေးမှာဖြစ်တယ်နောက်ဆုံးမှသူဒုက္ခပေးလို့အသက်ဆုံးသွားရရင်ဒီဘဝပဲအသက်ဆုံးမယ်နောက်ဘဝထိအောင်သူလိုက်ပြီးတော့ဒုက္ခမပေးဘူးသို့တော်ကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်နေတယ်လောဘဒေါသမောဟဆိုတဲ့အခုဆိုစိတ်ဆိုးစိတ်မိုက်တွေဟာတော့ ලොවනදී ලොවල් නොමූරයකම ටිබවාගත් දීලයිට අන ටේ ඩබු පූපියලයිට. දෝදාන ලොමූටාරේ දෝදල් ලොමූටාරය සෙසේසමග යසි ලින්න ලොම්මයි විඩිවා ද සෝන්දරනගේ ඒහුම් බෝප්ලයිට. මෝහසුරේ ලොදන්න නෙම ලො දෙන්න මදීරෙ. පමයෙන් ලොටේ මඩියාගු මදීරේ මෝහා လွှမ်းမိုးထားတဲ့စိတ်ဆိုးစိတ်မိုက်ကမျက်စိနှလုံးမိတ်သေဆုံးတဲ့နဲ့တပြိုင်နက်တိရစ္ဆာန်ဘဝပို့ပလိုက်တယ်တိရစ္ဆာန်ဘဝဆိုတာမောဟလွှမ်းမိုးနေတယ်ဘုံဘဝမျိုးပဲပြိတ္တာဆိုတာအမြဲတမ်းဆာလောင်နေတဲ့ကိုလောဘဖြစ်နေတယ်အမြဲတမ်းလောဘလွှမ်းမိုးထားသည့်အတွက်ကြောင့်တသက်အငတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်လောဘကြီးအောင်ဆိုပြီးတော့ဒုက္ခပေးထားတဲ့သဘော ။အရေးပုံဆိုတာလုံးဝညှင်းဆဲနှိပ်စက်မှုကိုခံနေရတဲ့ဒေါသကြီးအောင်ဆိုပြီးဒေါသကနေပြီးတော့ဒေါသနဲ့အတူတဲ့ငရဲမိတွေနှိပ်စက်မဲ့ငရဲထိန်တွေဝိုင်းအောင်နေတဲ့နေရာဌာနတစ်ခုပို့ပလိုက်တာဖြစ်တယ်။အဲ့တော့ယန္တုတယောက်လူဆိုးတယောက်ကဒုက္ခပေးတာတဲ့အစာပေါင်းများစွာ ကိုဒုက္ခပေးတာကိုခံလဲရတယ်လို့သူတို့ပြောတယ် ဒီဘဝတွေမကဘူးတန်တရာဘဝမြောင်များစွာဒုက္ခပေးခြင်းကိုခံရမယ်အဲ့တော့ရသော်ဗျာဟောတဲ့ဒီဒေသနာတော်လေးကရိုးရိုးရှင်းရှင်းလေးပဲနားမလည်စရာလည်းအကြောင်းရှိဘူးဓိသောဓိတံယန္တံဂိရာလူဆိုးတယောက်ကလူဆိုးတယောက်ကလူဆိုးတယောက်ကိုလုံနိုင်တာတဲ့ဝေရိဝါပနဝေရိနံယန္တုတယောက်က ိမိယံသူဘောမှာလုံနိုင်တာတဲ့မိစ္ဆာပင်ပဏိဟိတံစိတ်တံစိတ်ဆိုးစိတ်မိုက်ကလောဘဒေါသမောဟတွေလွှမ်းမိုးနေတဲ့စိတ်ဆိုးစိတ်မိုက်ကပါပိယောနံတတော်ကလေးအဲ့ဒီလူဆိုးကဒုက္ခပေးတာတဲ့ယံသူကဒုက္ခပေးတာတဲ့ပို့လို့ပို့ပြီးတော့ဆိုးအောင်ဒုက္ခပေးနိုင်တယ်လို့ဒီလိုဆိုတဲ့စကားပဲเนาะ အဲ့တော့ဒီဒေသနာတော်လေးဖြစ်ပေါ်လာပုံလေးကိုပြောအောင်ညဆောပြသာဝတိမြို့မှာတရင်သုံးတဲ့အခြေသာဝတိမြို့မှာပစ္စည်းဥစ္စာကျွဲဝချမ်းသာတဲ့နာရဝိန်တထေးကြီးရှိတယ်အဲ့ဒီနာရဝိန်တထေးကြီးရဲ့စီပွားရေးကိုကြည့်မယ်ဆိုလို့ရှင်အိန္ဒိယနိုင်ငံရှေ့ခေတ်ကတထေးတွေဟာ လေယာဆိုင်ပြုံးမှုနဲ့လှုပ်တယ်။နွားမွေးမြူမှုကိုလည်းလှုပ်တယ်ပေါ့။အသာသစားတဲ့ဟာမျိုးမဟုတ်ဘူး။နှိုးစားနွားမတွေမွေးတယ်။နွားမွေးမြူလှုပ်တယ်။အနာရဝိန်တထေးကြီးရဲ့နွားချံကိုထိမ့်သိမ်းဆော့ရှော့တဲ့နာရဝိန်တထေးကြီးရဲ့နွားအုပ်ကြီးကိုအကောင်မောင်းလို့ဆိုတာတော့အများကြီးဖြစ်မှာပေါ့နော်။ဝိသခာရဲ့နွားအုပ်ကအရေးအတွက်တော့မရှိဘူး။ 6မိုင်လောက်လမ်းပေါ်မှာအပြည့်သွားနေတဲ့နွားအုပ်သူ့နွားအုပ်ကြီးလွတ်လိုက်မယ်ဆိုရင်6မိုင်လောက်လမ်းပြည့်ပခုံးချင်းထိပြီးသွားနေတဲ့နွားအုပ်အကောင်နဲ့ပြောတာမဟုတ်ဘူးနော်မိဘကဒီအိမ်တော်ရဲ့သားချပေးတဲ့အခါမှာပေးလိုက်တဲ့နွားအုပ် ခြံပိတ်လိုက်လို့ခုံပြီးတော့လိုက်သွားတယ်နွားအုပ်တယ်မဲ့အကောင်ရေးဟာတသိန်းနဲ့6000ရှိတယ်သူဆိုတယ်အဲ့ဒါပဲရေးတွေ့ပြတယ်ခြံနဲ့နွားရဲ့အကောင်ရေးတွေ့ပြအဲ့တော့နာရဝိသတိကြီးကလည်းသူ့မွေးမြူထားတဲ့နွားတွေကိုထိမ့်သိမ့်ရှော့ရှော့တဲ့နွားထိမ့်မုံထိမ့်နီးပညာရက်ကိုတက်ရသေးတယ်ရှေးကဒီတိုင်းလေးနွားကို စัจချက်ပေါင်းတာနဲ့နွားเจ้าသားလို့ခေါ်တာမဟုတ်ဘူးနွားเจ้าသားတွေလိုက်နိုင်ရမယ့်အချက်တွေအများရှိတယ်နွားနဲ့ပတ်သက်ပြီးတော့ဆေးကုရာအစသူတို့တတ်အပ်တဲ့ပညာတွေရှိတယ်အကုန်လုံးအဲ့ဒါတွေကိုတတ်တယ်နွားကိုထိမုံထိနီးရစပြီးတော့အကုန်လုံးနွားတွေကိုမတန်တင်တာတော့အစအကုန်လုံးသူတို့နဲတဲ့နွားတွေမဟုတ်ဘူးထဲရတာပေါ့နော် သူဟာအနာရဝိန်တတိရဲ့နွားတွေကိုသူ့အောက်ကလည်းလူတွေအများကြီးရှိမှာပေါ့အုပ်ချုပ်ပြီးတော့ထိမ့်သိမ်းဆော့ရှော်ရတဲ့ရွာကြီးမြို့ကြီးလောက်နေရာကြီးတစ်ခုမှာထိမ့်သိမ်းဆော့ရှော်တဲ့ချမ်းသာကြွယ်ဝတဲ့လူတယောက်တည်းသူ့နာမည်ကနန္ဒာရေးတဲ့အခါကျတော့နန္ဒောဂောပါလကောဆိုတာနန္ဒာဆိုတဲ့နွားချောင်းသားလို့စပေးပါဒီလိုလုပ်တယ် နွားចောင်းသားစားပြီးမှတခါတလေခွဲပြီးတော့သုံးတာရှိတယ်။ဂောပါလကဆိုဂောဆိုတာနွားပါလကကဆောင်းလျှောက်တာ။နွားတွေကိုထိန်ចောင်းတဲ့ပုဂ္ဂိုလ်ဂောပဆိုတဲ့စကားလုံးရှိသေးတယ်။ဂောပါလကနဲ့ခောပါနဲ့ဘာကွာတော့ဆိုလို့ရှိရင်သူများနွားကိုအငှားចောင်းရတဲ့လူကိုခောပါလကလို့ခေါ်ပြီးတော့ကိုနာကို နောမွေးမိွေးလောက်ပြီးတော့ထိမ့်တဲ့ပုဂ္ဂိုလ်ကြတော့ခောပါဒီလိုခွဲပြီးတော့ဆိုတာလည်းရှိတယ်နော်တဏိယဆိုတဲ့တစ်ဖြည်းကြီးကသူကိုယ်တိုင်ကိုတဏိယ